ဲကွေးနေတဲ့သူတွေဘယ်လိုမျိုးစိတ်နေစိတ်ထားရမလဲပြီးတော့ကြာလို့ရှိရင်ကိုယ့်ရဲ့ချစ်သူလေးကိုဘယ်လိုမျိုးအတုံတုံလေးတွေဘယ်လိုမျိုးစကားလေးတွေနဲ့ဩဟာရကျဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အချင်းပြဖပြပေးသွားမယ့်ဆောင်းလေးကတော့ဆိုင်းဆရာနေပေးတာထားတဲ့အချစ်ရဆုံးထံသို့ဆောင်းလေးပဲဖြစ်ပါတယ်ချစ်ပြရဲ့ channel လေးမှာဆိုလို့ရှိရင်တူတရတာအစာပေမျိုးစုံကိုတင်ဆက်ပေးနေတဲ့အတွက် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့လို့ကြားပါရရှင် အချိန်တိုတိုလေးအတွင်းမှာစာအုပ်တုပ်ကဖတ်ပြီးသားဖြစ်သွားမှာပါဒီစာအုပ်လေးတွေကနေမှာအချင်းမျိုးကြိုက်နှစ်သက်ဆုံးစာပိုင်လေးတွေကိုဖတ်ပြပေးသွားမှာပါဒီလိုလေးရဆိုလို့ရှိရင်တော့အာလူငယ်တွေအတွက်ရဲပါတယ်ကျမပါဝင်တဲ့စာသားလေးတွေအရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ချစ်သူကောင်းမလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူကောင်းလေးကိုပဲဖြစ်ဖြစ်ရည်ညွှန်းဖို့အတွက်အရန်ကိုပဲကောင်းပါတယ်အဓိကတော့သူတို့ကိုရည်ညွှန်းတဲ့စာတို့လေးတွေအဲဒီလိုမျိုးလေးတွေတော့ပို့နိုင်မယ်ပေါ့နော် အဲတခါတလေကျတော့အချစ်ဆိုတာထုတ်ဖို့ပြတ်တာတက်ရပါတယ်မထုတ်ဖို့ပြတ်တက်ဘူးငါရင်ထဲမှာပဲရှိတယ်လို့မျိုးပြောတဲ့လူတွေက ကိုကိုတကယ်မချစ်လို့ပါအချစ်ဆိုတာကနုညက်သိမ့်မိပါတယ်အချစ်နဲ့ထူးထွေးတဲ့ခါတိုင်းမှာလူတွေဟာစေကြောတက် အရွယ်လေးပဲဖြစ်သွားတတ်ပါတယ်မနေ့ပြန်တိုင်းဟာမသေးကြပါမိဒီနေ့တိုင်းမှာအတက်နိုင်ဆုံးထပ်ပူတာသောချစ်ချင်းနဲ့ချစ်ပြီး928ထက်ပူတာသောမေတ္တာတို့နဲ့ညွှန်ထွေးပါမယ် လူဘွားဆိုတာတူတူလေးမသေးခင်အချိန်မှာမင်းစီကနေအချစ်ခံခြင်းသေးတယ်။နေ့ရက်တိုင်းနာရီတိုင်းမှာကိုကိုချစ်ပေးဖို့မမေ့ပါနဲ့။မင်းမြတ်တာနဲ့မှနှွေးမဲ့ကဘာဟာဒီမှာပါ။စိတ်နဲ့ရေးတဲ့စာမို့စိတ်နဲ့ဖတ်မှပိုလေးနဲ့မယ်။နှလုံးသားနဲ့ပေးရတဲ့အရာဟာနှလုံးသားနဲ့လက်ကမ်းယူမှအလုံးစုံရရှိတတ်တယ်။အရာရာတိုင်းရဲ့တန်ဖိုးဟာထားတတ်တဲ့သူ့အပေါ်မှာမူတည်ပေမဲ့ အချစ်ဆိုတာတော့တစ်ဖက်ကမယူခြင်းတော့နှလုံးသားတွေကရှင်ရင်စံမြစ်တာကရုပ်ရော့မသွားတတ်တဲ့ကမ္ဘာလောကရဲ့အဖြူစင်ဆုံးတည်ဟူသောတစ်ခုလေးရှိတဲ့အရာမျိုးကိုကတော့ချစ်နေရင်ပြီးရောဆိုတဲ့သူပါအချစ်ခံလို့တာမခံလို့တာကတော့မင်းအပိုင်းမှာမင်းစီကလည်းထပ်ဖို့အချိန်ပေါင်းများစွာကြိုးစားပူပါတယ်ဒါပေမဲ့ငါမင်းစီပဲပြန်ရောက်လာတယ်ဒီချစ်ချင်းဟာငင်းဆန်လို့မရတော့ရင်လည်း ပြောရသည်ဖြစ်စေငိုရမည်ဖြစ်စေတခါတော့အဆုံးထိသွားကြည့်ကြမလားမပြောင်းရှားသွားခြင်းနဲ့ချစ်ချင်းမြတ်တာတစ်ခုကို တွေ့ပါတယ်ဘသူကိုမှတွေ့တာမှုတွေမရှိတဲ့နေရွက်တွေကတဆင့်တစုံတရာကို ဆုံးရှုံးရမှကြောက်လာတဲ့နေရွက်တချို့စီရုပ်တရက်ရောက်ရှိလာတဲ့အခါချစ်ချင်းမြတ်တာဟာကိုယ်ကဘာမှာနောက်တစ်ကြိမ်တဝင်ပါပြီလားမင်းကပျော်ရှင်ခြင်းဆိုတဲ့အလင်းရောင်ဖြတ်ဖြားလေးပါ မင်းကချစ်ချင်းတို့မြေဖြားခံဖို့ရာမြေကျိုးအင်းလေးပါ အေးဆက်ဆက်ကိုခန်းငယ်ကို ရုတ်တရက်ကြားရောက်လာတဲ့နေအောင်ကြီးလေးပါကိုအနာမှာတကယ်နေချင်တဲ့သူကခက်ခဲပင်ပန်းရရင်တော့ကိုနာမှာနေဖို့နီလန်းရှာလိုက်မယ်နေလို့မရခင်ရင်တော့မေထုခေါ်ပြောဆိုတဲ့အငေးရံဝန်းတွေမှာရှိနေလိမ့်မယ်ကိုစီကိုတကယ်လာခြင်းတဲ့သူကလည်းမလွယ်ကူမှုတွေအတားအဆီးတွေရှိသည့်တိုင်ကိုစီကိုလာဖို့နီလန်းရှာလိမ့်မယ် အချစ်မှာအကြောင်းပြချက်တွေမရှိဘူးမင်းအတွက်မင်းနဲ့အတူဆိုတာပဲရှိတယ်အချစ်တွေကရိုးရှင်းပါတယ်အဲ့ဒါကတော့စင်မှန်ရေပေါ့ချစ်တယ်တနည်းအားဖြင့်ချစ်ပါမယ်ပေါ့ကိုမင်းကိုချစ်ကြည့်ခြင်း ਨੇ ဒီစကားဟာမလေးနဲ့လောက်ခုလို့များထင်မလားဒီစုံတရားကိုချစ်မိသွားမှာဒါမှမဟုတ်ဒီစုံတရားကိုလိုအပ်မိသွားမှာကိုအရန်ကြောက်တတ်တဲ့သူပါ but i found you ကိုမင်းကိုရှာတွေ့ခဲ့တယ်။ဒီစုံတောင်ရဲ့အပြုံးတွေကကိုကိုပါဥဆက်စေတယ်ဆိုတာတကယ်ယုံခဲ့ရပါတယ်။ကိုချစ်တော်လေးကပြီးတယ်။ဘေးရာတွေကိုသဘောကျလေတဲ့။ကိုမင်းကိုကြည့်နေရတာကိုသဘောကျတယ်။ဒီမြုံဝန်းတွေဒီစကားတန်တွေဟာကိုကို အချစ်ကြောင့်နောက်တစ်ခါထိခိုက်နာကျင်စေမှာမဟုတ်ဘူးလို့ခံစားလိုက်ရတယ်။ပေါပေါရှာရှာရဲ့မင်းကိုရှာတွေ့ဖို့ရှေးကလူတွေကိုလက်လွတ်ခဲ့ရတာလားလို့ကိုတွင်းမိသေးတယ်။ အကောင်းဆုံးဆိုတဲ့အရာတွေကိုရဖို့အသင့်တော်ဆုံးဆိုတဲ့အခြေအနေတခုလိုအပ်စမြဲမဟုတ်လားကိုဟာတိတ်ကောင်းတဲ့လူတရားမဟုတ်ပေမဲ့မင်းအပေါ်မှာတော့တက်နိုင်တယ်လောက်ကောင်းအောင်ကြိုးစားပါမယ်ကိုကိုပဲအမွှန်းတွေတင်မနေပါနဲ့အချစ်ရဲ့ကိုတို့ကအပြန်အလှန်ရှာတွေ့ခဲ့ကြတာပေါ့လို့ညနေစည်းစာတွေကြည့်ရင်ကိုလက်ကိုကိုင်ကသူကပြောသေးတယ်ချစ်ရမှကြောက်ဘူးတယ်မင်းဖြစ်နေလို့ကိုထပ်ပြီးကြိုးစားခဲ့တာပါအပြန်အလှန်ပေးလို့အပြန်အလှန်ရခဲ့ကြတာချင်းတယ် လူတွေအများကြီးနဲ့ကြုံတွေ့ဘူးတယ်။နာကျင်ဘူးတယ်။သင်ခန်းစာရင်းရဘူးတယ်။ right time ဆိုတာတကယ်လိုအပ်ခဲ့တာပဲ။မင်းကိုတွေ့တဲ့အချိန်မှာကိုဟာတိတ်ပြည့်စုံနေခဲ့သူတရားမဟုတ်တလို့မင်းကလည်းအမြင့်ဆုံးကကျဲတဝင်းမဟုတ်ခဲ့ပါဘူး။အပြန်လန်ထွေးခဲ့လို့နှစ်ဖက်လုံးနှွေးခဲ့ကြတဲ့ချင်းနဲ့ဂယုဆိုင်နော်။မင်းအနားမှာကိုမရှိတဲ့တစ်စက္ကန့်တိုင်းစီကို အချစ်ဆိုတာတားပါလား။နှွေးထေးလိုက်တာလို့ခံယူရတဲ့အချိန် မင်းတရားတွေကိုဂယုတဆိုင်စီထဲဖို့ကိုမတောင်းဝင်ရှိတယ်မဟုတ်လားချစ်တယ်နော်အသက်တွေကတော့လည်းညှီယူမယ်ပဝန်းကျင်တွေကွာတဲ့အခါလည်းညှီယူမယ်စာတွေ့တဲ့နေ့ကနေအခုအချိန်ထိမင်းကကို့အပေါ်အလျှော့ပေးခဲ့တယ်လို့ပဲအခုအချိန်ကနေလက်ထရမင်းလေးတွေအထိကိုကပြန်အလျှော့ပေးမယ်နောက်ပိုင်းတော့မင်းအလျှော့ပေးပုံတက်တလုံးချွဲကျင်ပြီးတဲ့ရင်ခွင်မှာ ပြောစေတာပဲဖြစ်ဖြစ်ပြောအောင်ထားတာပဲဖြစ်ဖြစ်ကိုနားကိုရောက်လာပြီတာကျေးဇူးပါမင်းနဲ့တော့အခွဲချင်ဘူးနော်မင်းအတွက်ရေးတဲ့စာတွေကိုကိုအဆုံးမသက်ဘူးခန်းစားချက်တွေမှအဆုံးမသက်သေးတာဒီဘဝလုံးစာအတွက်ကို့လူကြီးရဲ့အချစ်နှုံထဲမှာပဲပျော်ဝင်နေချင်တာပါချစ်ချင်းမေတ္တာတွေပျောက်ရှားနေတဲ့ကျွန်တော်ကပါမှာ ချစ်ချင်းမြတ်တာကို လူတယောက်စီက ပြန်တွေ့ခဲ့တယ်။လူတယောက်ကမနှက်မိုးလင်းလို့မျက်စိဖွင့်တာနဲ့တစုံတရာကိုတတိယတနေပြီးဆိုရင်အက်ဒီလူကိုတကယ်ချစ်မိနေပြီတဲ့။နှလုံးသားရဲ့အချစ်ပန်းဟာမြန်မာနိုင်ငံရဲ့အလဲပိုင်းမျိုးတော်စီမှာဖူပွင့်ပါတယ်။မင်းစီးရဲ့မျိုးကိုချစ်ပါတယ်။မင်းစကားတန်တွေကိုချစ်တယ်။အပြစ်အမှုတွေလည်းချစ်ပါတယ်။နောက်ဆုံးမင်းကိုတော့ချစ်ဆုံးဖြစ်တယ်။ တယောက်တည်းမဟုတ်တော့ဘူးသူရှိနေပြီဆိုတဲ့အတွင်းထဲတွင်ကျွန်တော်ကပါဟာတော်တော်စိတ်နဲ့စားပြူလာတာသူ့မျက်ဝန်းတွေကအနှွေးထွေးဆုံးသူ့နှလုံးခုန်တန်ကအငြင်းကြောင်းဆုံးဖြစ်ပြီးသူ့ရင်ခွင်ကသာအလုံးကျုံဆုံးဖြစ်တဲ့အခါသူ့လက်ဖမိုးတွေက ကိုယ့်လက်ကိုအမြင်ဆုပ်ကင်ထားတတ်ပြီးသူကကိုယ့်ကပါရဲ့နားလည်ပြီးတက်ဆုံးလူသားဖြစ်တဲ့အခါအဲ့ဒီလူတယောက်ကိုလက်ထပ်ပါတဲ့မင်းကိုမတွေ့ခင်အချိန်တွေမှာငါကငါ့ဘဝကိုအချိန်ပေါင်းများစွာ အစာကပြန်စနေချင်းခဲ့တာ I want to reserve I want to reserve အစီအရေမရှိရဲ့အတွေးတွေငါရဲ့စိတ်ခံစားချက်တွေကိုအောက်ဆုံးထိဆွဲချတော့တဲ့အတွေးတွေအနောက်မှာရှိတဲ့လူတွေကအပေါ်ယံတွေမှန်းငါသိနေလို့ကဲနေတဲ့လက်တိုင်းဟာနာကျင်တဲ့တနေရာကိုထက်ခေါ်သွားမယ်မှန်းသိနေလို့အကုန်လုံးကိုငါကိုယ်တိုင်ဖြည့်ဆည်းပြီးပဲဖြစ်ဖြစ်ငါကိုယ်တိုင်ပြန်ဆောင်လိုက်ခြင်းပဲပဲပြန်တီထောင်မှုအရှိမရှိမသေးကြတာမျိုး မင်းကိုတွေ့တဲ့အချိန်မှာဒါရီအလုံးကပြောင်းလဲသွားတာပဲဘယ်တော့မှနေရမဝင်မှုတဲ့အခန်းကို အလင်းရကြာလာသလိုမျိုးလမ်းပြောင်းနေတဲ့သူတစ်ယောက်ကမီးအိမ်ကိုတွေ့လိုက်သလိုမျိုးငါအဲ့အတွက်မင်းကဒီလိုဖြစ်တည်မှုမျိုးနဲ့စိတ်တွေတတရာယုံနဲ့အစီရင်မရှိတဲ့အတွေ့တွေကိုငါကိုယ်တိုင်ပြန်စီရင်နိုင်ခဲ့တာမျိုးတရားအလုံးကိုမြင်ဆိုင်လိုက်စမ်းပါနောက်လေကြည်တိုင်းငါရှိတဲ့ဆိုတဲ့ယုံကြည်ချက်မျိုးပေးတယ် အရာအလုံးကမှားနေခဲ့တယ်ဆိုရင်တော့ငါရဲ့ဖြစ်တည်မှုကတော့မမှားကြောင်းနှွေးထေးတဲ့အချစ်တစ်ချက်နဲ့တည်းတည်ပြနိုင်တဲ့မိကငါရဲ့ချီးရလီတာပါအချိန်တွေမလွန်ခင်ခန်းစားချက်တွေဒီထက်အရိုင်းမဆန်ခင်ငါ့ကိုဆွဲထုတ်ပေးတာဂျေစုပါ Just to be with you as page was i heart broken ငါကိုယ်တိုင်းဖြိုဖျက်ခဲ့တဲ့ငါ့ကိုယ်ငါပြန်တည်ဆောက်ဖို့မင်းကအကောင်းဆုံးအကြောင်းပြချက်ပါပဲ။ ဝိုင်းရဲ့ကွက်လက်ကြိုင်ဟာမင်းထဲမှာပြေးပါတယ်ခမရကကျွန်တော်ရဲ့ဘယ်တော့အခါမှပျောက်ရှာမသွားမဲ့ချစ်ချင်းမြတ်တာလေးပါဘယ်တော့မှမအေးဆက်ဖြစ်မဲ့ဆက်ဆံရေးတစ်ခုပါຫນွေတွေကူပါစေလေတွေလည်းယူပါစေစောင်းညတွေအေးမယ်ဆိုရင်လည်းခမရရှိနေတဲ့၍ကျွန်တော်ကဘာကပန်းတွေအစီအရင်ပွင့်နေအောင်ပါပဲပန်းတွေအပြည့်ရှိတဲ့နေရာစီကျွန်တော်ကိုခေါ်ဆောင်ပါ လေပြည်တွေပြည့်နေမဲ့တောင်ထဲတစ်ခုခုပေါ်မှာခမည်းပခုံးထက်မိပြီးကော်ဖီတောက်ကူးချင်သေးတယ်။ကော်ဖီတွေကမင်းမရှိမှခါတာပါ။ဒံရဟောင်းတွေထားခဲ့ကြည့်ချစ်တော့။ ကိုထက်ဘသူကမှပုံမချစ်ဖို့ပဲလိုတယ်။ငါတို့ကတရားအတွက်တရားဆိုတဲ့ဖြစ်တည်မှုမျိုးပါ။ဒီလိုအချင်းကွက်လက်လေးမှာမြေတယောက်တည်းကိုပဲထက်ခါတလဲလဲဖြေပါမယ်။တယောက်တည်းကိုထက်ခါတလဲလဲချစ်ပါမယ်။ချစ်ချင်းမြတ်တာတွေခံမဲရင်ညွေထွေးမှုတွေတည်မြဲပါစေ။အများကြီးမလိုအပ်ပါဘူး။ပြုံထားပေးဖို့ပဲလိုတာ။ပြုံးလိုက်တိုင်းကိုကပူပူချစ်တတ်တယ်မို့။ နှုတ်မဆက်ဘဲမင်းအိပ်ရဝင်နေကြပြီဝေးသွားကြတာလားလို့ငါကခရံကတန်းဖြစ်တဲ့နေပြီအယူသားဆုံးပြောပြတာပါကိုကိုပြစ်မထားပါနဲ့တန်တရာတစုံညာအိတ်တိုင်းကိုကိုနှုတ်ဆက်ပါနော်တူတူဆိုတဲ့အနာကရီမှန်ချက်တွေသူ့နှုတ်ဖျားကအစီရီပြောတိုင်းတစ်ချက်တိုးချစ်တယ်မင်းသာပြတ်မချင်းရင်လက်ကျန်ဘွားကြီးမှာခွေးတွေမွေးပြီးအထီးကျန်ဆန်းစွာဖြတ်တန်းလိုက်ပါပြန်ချစ်ပါလူတယောက်ရဲ့ဘဝဆိုတာ ကယ်တင်ကောင်းပါတယ်။မင်းကိုမတွေ့ခဲ့အချိန်ကတော့ကိုကကိုမျက်မှန်လေးကိုလောကကြီးကိုပေါက်ခတ်ကြည့်ဖို့လို့ထင်ခဲ့တာ။မင်းကိုတွေ့ပြီးနောက်တော့တလောကလုံးကိုအပြင်ထုတ်ပြီးမင်းတယောက်တည်းကိုပဲပေါက်ခတ်ကြည့်ဖို့မှန်းသိလိုက်တယ်။မင်းကကိုရဲ့အကက်ခဲပြောက်စေပါ။စိတ်တရားတွေကိုကုနိုင်တဲ့နှလုံးသားအထူးကူလေးပါ၊ညွှေးထွေးမှုတွေပေးပါ ဒီကတဆင့်ကျင်နာယူရမှုတွေပေးပါတဘွားလုံးစာအားစိအဖြစ်ကျွန်တော်လက်ဘွားလေးတွေကိုတဘွားလုံးစုပ်ကင်ထားပေးပါကဘာပေါ်ကပန်းတွေကတော့ယာဒီအလိုက်အလဲကျပွင့်တတ်ပေမဲ့ကျွန်တော်ရင်ထဲကအချစ်ပန်းကတော့ခမရပြုံးတာတစ်ခါမြင်ရမှတစ်ခါပွင့်တာမူတဘွားတော့အနားမှာအစင်ပြဲနေပြီးကျွန်တော်အားအပြုံးတွေလက်ဆောင်ပေးပါအเจ้าမသိတဲ့လူတယောက်ကိုယူယူမိုက်မိုက်ကြီးဖြစ်တယ်ဆိုတာထက်အချစ်ဆိုတာ ဘာဖြစ်ဖြစ်ကိုချစ်နေတယ်ဆိုတာငါကပိုသိတယ်လေမင်းထက်တာရာတွေမင်းထက်နာရာတွေငါကပါမှာမရှိပါဘူးမင်းတယောက်တည်းပဲရှိရမို့ငါမှာတခြားနိုင်ပြเสียရမရှိဘူးငါဘဝတဲ့မင်းအလိုချင်ဆုံးဘာလဲလို့မေးရင်ငါလည်းမသိဘူးချစ်ချင်းမြတ်တဟာအမေးလည်းမဟုတ်တလို့အဖြေလည်းမဟုတ်ဘူးဒီစုံတရားကိုချစ်မိတဲ့အခါအဲ့ဒီလူကိုဘာလို့ချစ်သွားပါလဲဆိုတဲ့အဖြေမျိုးငါတို့မှရှိလို့လားတစ်ခုသားပြန်လာတဲ့အခါကိုကိုကိုပြန်ရှာပါ ကိုချစ်ရတဲ့သူကိုလွတ်ချရင်ကိုတိုင်းမှာပြိုလဲသွားခဲ့တာမျိုးဖြစ်ဘူးလားကိုချစ်သူဒီတာကိုရဲ့အရာအလုံးဖြစ်လာတာမျိုးပေါ့တဟာကောင်းတယ်မကောင်းဘူးတော့မပြောလိုပါဘူးပြောလဲမပြောတတ်ပါဘူးသူပေမဲ့အက်ဒီဆုန်တရားကိုဆုံးရှုံးရတဲ့နေ့တော့သူတို့ကဘာဟာတွေ့ရဲဝန်စီရလို့ခံစားမိတယ်အဲ့ချိန်ကျကျွန်တော်တို့ဘာလုပ်ကြမလဲသူတို့နဲ့မတွေ့ခဲ့အချိန်ကကုကုကုပြန်ရှာပါဒါမှမဟုတ်လဲဘဝတစ်ကိုဖန်တီးယူလိုက်ပါ ဘဝမှာပြိုလဲတဲ့အခါပြန်တည်ဆောက်နိုင်တာထက်ရင်းရင်ချင်းမျိုးရှာမတွေ့ပါဘူး။ကိုယ့်ရဲ့ကိုယ်ပိုင်နေရက်တွေကိုပြန်ရှာ၊ကုကဘာကိုပြန်ရှာပါ။ကိုယ့်ရဲ့ဝဒနာတွေ၊ရည်မှန်းချက်တွေအားလုံးကိုတည်ဆောက်ပါ။ကျွန်တော်သိပါတယ်အဲ့အချိန်မှာခမရရဲ့အရာအလုံးကရှိုင်နေနေလိမ့်မယ်။ဒို့ပေမဲ့အာမရှုံမှဖြစ်မယ်။ကျွန်တော်တို့မှာကျွန်တော်တို့တွေပဲကြံတာမှုပေါ့။ငိုချင်တဲ့ညတွေမှာငိုချပါ။နေဘက်တွေမှာအလားဆုံးနေပါ။ အပေါ်ရန်တည်ဆောက်မှုတွေကိုရှောင်ကျင်ပါကုတင်ရကိုစေထဲဖို့မမေ့ပါနဲ့ထမင်းကိုပုံမှန်စာညဘက်တွေဆော့ဆော့အိတ်နေဘူးမိုးရွာတဲ့အခါထီယူသွားဖို့နေမကောင်းတဲ့အခါစေတာဖို့မမေ့ပါနဲ့ love yourself be yourself Everything is different on you ။ဒီတော့ငါမအလင်းမဆောင်တော့တဲ့ကျွန်တော်ကဘာရဲ့ကောင်းငင်မှာမှကျေပြာလေးတစ်လုံးကိုဘယ်နဲ့ဘုရားကတနာတစ်ဖြစ်ဖန်ဆင်းပေးလိုက်ပါတည်းလေ။ကျေပြာဆိုလဲအလိုလျောက်ပဲကြွေပါ။နေကြဆိုလဲကိုယ့်ဘက်ပဲနေပါ။ပါရမီဖြည့်ပန်၊နှွေးထွေးမှုပေးဖို့ဖေးမှားဖို့ကူညီဖို့နှစ်သိမ့်ပေးဖို့အတွက် လူတိုင်းဟာတရားကိုတရားလိုအပ်ကြပါတယ်။တဘောအလုံးအတူရှိနေခြင်းရလောက်တဲ့အခါ နှွေးထွေးတဲ့စိတ်တစ်ခုဖြစ်လာစေတဲ့ရေစက်မြေပြားခံရင် အချစ်တွေလိုကျေပြဲမဲ့သမုဒ္ဒရာဆန်းဆန်းအပြာရောင်လူသားလေးတယောက်ကို ရှာတွေ့ဘူးလားကျွန်တော်ကတော့အချစ်ဆိုတာချစ်ဖို့ပဲလို့ယူဆထားတဲ့သူစိတ်မချမှုတွေတဝင်တုံမှုတွေချုပ်ချယ်မှုတွေဟာချစ်ချင်းနဲ့ပဏံမရတတ်တာမှုချစ်မိတဲ့တစုံတယောက်ဆိုဒီမှာလဲအသေးအဖွဲတွေတကူးတကလိမ့်မှုရင်မှားနေစရာမလိုပဲနှွေးထွေးလုံးကြုံနေမှရမှာ င်ကြိုက်တဲ့ကော်ဖီတစ်ခွက်ကိုဥအောင်ဖျော်ပါတယ်။ဒီလိုနှွေးထွေးမှုမျိုးနဲ့သူကမင်းဆာကိုသူကဖွဖွေရရစားတတ်တဲ့အခါကျွန်တော်လိုကော်ဖီတစ်ခွက်နဲ့မပြီးစေရပဲဖွဲရစေရပါမယ်။အချစ်ဆိုညှိယူစေရမှာမလို့လား။နားလည်နေဖို့ပဲလိုတယ်။ပေးချင်တဲ့အရာတွေမှတပုံတပင်ပါပဲ။နှွေးထွေးမှုဆိုတဲ့ခေါင်းစဉ်ကတော့အကြီးဆုံးပဲ။ညစ်နှစ်တွေအိမ်ပြန်မလာမချင်းကျွန်တော်စောင့်ပါမို့အိမ်ဆော့ဆော့ပြန်လာပေးပါ။အိမ်ရဝင်တိုင်းခမည်းကိုဘေးမှာရှိစေခြင်းပြီး မနက်နိုးတိုင်းခမည်းကိုမြင်ကျင်တာဟာဘဝတစ်ခုလုံးအတွက်မပြောင်းမဲ့ဆုတောင်းပါပဲကလေးတွေကုထိန်မှာအင်းအလုတ်တွေကူပေးပါခမည်းအလုတ်တွေကူပေးပါမယ်ဇက်ကြောဆွဲပေးတာကအစချစ်စရာချစ်ချင်းမြတ်တာပါပဲအားလည်းရက်တွေမှာစာအုပ်စင်လေးတွေအတူရှင်းရင်တဘွားလုံးစာမပြီးတော့မယ်ကျွန်တော်ချစ်ချင်းအကြောင်းဖွင့်ရအောင်မယ်ချင်းပြရဲ့ reedable လေးကိုအားပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင် ဒီနေရာလေးကနေပြီးတော့မှအားလုံးကိုနှုတ်ဆက်ချင်ပါတယ်။ဆောင်ရဲ့ပုံစံဆောင်ညနေပုံလေးကတော့ဒီလိုမျိုးလေးပဲရေးဆွဲထားပါတယ်။